မင်္ဂလာပါ Listener Helper Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့1962ခုနှစ်ဇွန်လထုတ်ငွေတိုင်းမဂ္ဂဇင်းမှာဆီယမ်မောင်တင်ရွှေရေးသားထားတဲ့တခိုးဆိုတဲ့ဝိတ္တုတို့ကိုဖတ်ပြမှာပဲဖြစ်ပါတယ်တခိုးတကျွန်တော်ဒီလမ်းထိပ်ကလားကွန်းရဆိုင်ပေးနိုင် secret ဘွားရင်ဝေခွဲမရနိုင်သောစိတ်နေရနေမိ လေမာတဝီဝီတိုက်ခတ်လာသဖြင့်ကြောထဲမှစိမ့်ပြီးကြက်သီးများထလာတော့သည်အေးလုံးသဖြင့်ဂျာကင်ကော်လာကို ထောင်းပြီးဇစ်ကိုပိတ်တင်ထားရ၏နှစ်ဖျားများမှာအေးလုံး၍ကျင်လာသဖြင့်ဂိုင်ထားသော စီကရက်ကိုဘေဘက်ပဇောင်းတွင်ခဲရင်းဂျာကင်အိတ်ထဲသို့လက်ကိုရှိုးသွင်းထားရ၏ကောင်းကင်၌လမိုက်နေတော်လဲမိုးအပြာမှာပဂရိကြည်လင်နေ၏ကျဲရောင်လေးများအစုလိုက်အပြုံလိုက်တောက်ပနေသည်မှာငွေလိုက်အောင်စားကောင်းကင်ပြအား အင်အားသစ်ကြည်ပေးနေသလိုရှိ။ကောင်းငင်ပြားတပင်လုံးအားကြေယောင်များကတောင်းလင်းနေသလောက်မြေပြင်မှဓမီရောင်အားမှဤကျင့်ကျင့်နှင့်မှုံဝါနေ၏။လမ်းမကြီးအလယ်မှပြာလဲလဲတောက်ပနေသော မီးလုံးကြီးများသာဝင်းပါနေကြ၏။ရှေ့သို့မျှောကြည့်လိုက်ပါမူလမ်းလယ်၌စီတန်းနေသော မီးပွင့်မီးလုံးများသည်လှပနေကြ၏။တစ်ချက်တစ်ချက် ဖြတ်ပြေးသွားသော ကားတံများမှတိတ်ဆိတ်သောညအားကြောက်ခမန်းလိလိတုန်လှုပ်သွားစေတော်သည်။ အကဲ၍၎င်းကားများဖြတ်ပြေးသွားသည်ကို မတွေ့ရပဲမြေပြင်တစ်ခုလုံးတုံဟီး၍သွားသောအတန်များကိုကြီးကြားမိပါမူမကောင်းဆိုးရွားများသည် မောင်းနှင်မဲမဲ၌ဟော်ဟစ်ညီးညူနေသည်ဟုတင်မှတ်ဖွယ်ရှိ၏ယခုတော့လှပသော ကားလေးများကြီးမားခန့်တဲသော ကားကြီးများသည်မြေပြင်၌ရှော့ကနေဖြတ်၍ပြေးသွားနေကြသည်မဟုတ်တုံလောကားသည်များပြက်နေသောအချိန်တွင်အဝေးမှတန်ကြောင်းခောက်တဲ့ဆက်နှစ်ချက်သည်ပြက်သားစွာနှင့်ထွက်ပေါ်လာပြီးတော့၏ ီတော့မှကျွန်တော်စိတ်ထဲမှာပုံမုံလှုပ်ရှားလာမိနေတော့သည်လမ်းတွင်လူသွားလူလာပြက်လက်နေတော့သဖြင့်ကျွန်တော်အလုတ်ဆိုက်ရပေတော့မည်အမှန်ကိုဝန်ခံရမည်ဆိုပါမူကျွန်တော်သည်ညဘက်၌ကြက်စားသောတခိုးတစ်ယောက်ဖြစ်၏မောင်မိုက်၍လူကြီးတိတ်သောအကာမျိုး၌ကပြရသောညဤစောရမင်းသားတလက်ဟုဆိုနိုင်၏တိုးသွားပြီဖြစ်သောစီဂရက်ကိုနောက်ဆုံးအားရပါးရဖွာပြီးရောင်းထဲသို့ပစ်ပေါက်လိုက်၍ လမ်းတွင်သို့ခက်သွက်သွက်လမ်းဝင်လာမိလမ်းတွင်၌တိတ်ဆိတ်နေ၏အရာတိုင်းသည်မလုံမရှားပဲငြိမ်သက်နေပေ၏အကယ်၍ပြာအိုးတထုပ်လောက်မီးရှို့၍ပြစ်ဖောက်လိုက်ပါမူတောနဲ့၌တော်လဲတန်ကဲ့သို့ပြေးထန်စွာမြည်ဟင်း၍သွားမည်ဟုထင်ရ၏တချို့အိမ်များမှာတကားကိုပိတ်ထားတော်လဲမီးအောင်မုံဝဝသည် အပေါက်သေးများမှတိုးထွက်နေသည်ကိုမြင်ရသည်တချို့အိမ်များမှာတကားကိုဖွင့်ဟထားတော်လဲမီးငြိမ်း၍ထားကြလေ၏ နိုင်တဝက်ခန့်သို့ရောက်သွားပြီးသောအခါတွင်တဝောဝောနှင့်စူညံတံကိုချက်ရသဖြင့်ယင်းထဲ၌ထိတ်ကနေတုံလှုပ်သွားပြီးသေးသေးချာချာနားထောင်လိုက်တော့မှတရုတ်လေးငါးယောက်မာကြောက်ဆွဲနေသည်ကိုမြင်ရ၍စိတ်ထဲ၌ပေါ်ပါသွားမိတော်သည်တဖက်လမ်းထိပ်ရောက်မှမိအောင်ဝေးသောနေရာ၌ရပ်၍တပ်ပြင်းကိုမှုတ်ထုတ်ပြီးအမောဖြစ်၏လမ်းတွင်၌တစုံတစ်ယောက်သောသူနှင့်မျက်နှာချင်းဆိုင်စုံမိမိဆိုသည်ဖြင့်အသက်မှန်အောင်မရှူနိုင်ဘဲဖြစ်လာရသည်မှာယခုမှပင်တော်ပေသည် ယခုလိုကျွန်တော်အာမြည်သူတစုံတယောက်ကမှမမြင်လိုက်သည့်အတွက်ကျွန်တော်လုပ်ငန်းတိုင်းအောင်မြင်မှုရရန်လမ်းစပင်ဖြစ်ပေတော့သည်အကြအတဲအချင်းမြောင်းနှင့်ကြုံကြိုက်ပါကအလွယ်တကူဖြည့်ရှင်းနိုင်ရန်ခါးကြတွင်အသည့်ထက်လာသောလက်နက်ကိုပြန်ဆန်းကြည့်ပြီး နေမြန်စွာ နောက်ဖေးလမ်းဘက်သို့ဝင်ကက်လိုက်ရ၏ကျွန်တော်မျက်လုံးများမှာသိငက်မျက်လုံးလိုစူးရှထက်မြက်နေ၏ကျွန်တော်နားများမှာတမင်တရေများကဲ့သို့အန်ဒီရန်ကိုအစွမ်းကုန်နားစွန်ထားရ၏ ကျွန်တော်စိတ်တန်ကျွန်တော်သွေးသားများမှာရှင်သေးကဲ့သို့ရဲရင်နေတော်၏ဒီလိုနေရာမျိုး၌အနောက်ရှက်များနှင့်ကြုံမိပါကစက်သိကဲ့သို့တဟုန်တို့ခေါ်အုပ်ပြီးခါးကြားများလက်နှက်ဖြင့်ခုခံရမိသာဖြစ်၏ကြောနှင့်တိုက်နေရန်ကိုမိပြီးတဖြည်းဖြည်းချင်းလမ်းကြားထဲသို့ကပ်ဝင်လာရသည်တကားတစ်ချက်မှလက်ထားသည်ကိုမတွေ့ရပေရှင်နာသို့အတန်ရှောင်မိသွားသောအခါတွင်ကျွန်တော်ခြေထောက်ကြားသို့ကြောင်လောင်နီးနီးရှိသောညီကျွတ်ကြီးတစ်ကောင်ဝင်တိုးသွားသည်ဖြင့် လမ်းပြန်သွားမိအတန်ငယ်ဆက်လျှောက်မိသောအခါတွင်မီးရောင်လဲလဲကိုမြင်ရသဖြင့်တိုက်နေရနှင့်ပြန်ကရင်နားကိုစွန့်ထားလိုက်မိလူတွေများမအိပ်ကြသေးဘူးလားဟုကျွန်တော်စိတ်ထဲမှာတိုးတိုးလေးရေရွရင်းပရင်တကားနားသို့တိုးကပ်၍အတွင်းမှအတန်ပလန်များကိုနားဆွေနေမိဘာသာမှမကြိုက်ရပေမီးရောင်လေးတိုးထွက်နေသောအပေါက်မှတည်တည်ချာချာကြီးလိုက်သည်တွင်လူရွယ်တယောက်ပက်လက်ကလထိုင်းနှင့်စာကြည့်နေသည်ကိုတွေ့ရလေတော့သည်စိုးစိုးက မာကျောက်ဝိုင်းအိမ်နှင့်နီးကပ်လာသဖြင့်စကားပြောသံများအန်စာရုံမွေတံများကိုကြားလိုက်ရတော့၏နောက်တိုက်အပေါ်တံများကို မော့ကြည့်လိုက်သောအခါတွင်နောက်ဖေးပရင်တစ်ခါတစ်ခုပွင့်ဟနေသည်ကိုတွေ့ရသဖြင့်စိတ်ထဲမှကြိတ်၍ပြုံးလိုက်မိ၏ပိုင်ပြီဟုလည်းထင်လိုက်မိ၏တည်တည်ချာချာကြည့်လိုက်သောအခါတွင်အိမ်သားမှအငြိကြေးကြသော ပိုက်လုံးနှင့်နောက်ဖေးပရင်တစ်ခါမှကတ်နေသဖြင့်ကျွန်တော်ဖို့နေရာကျသည်အပြင်ဖြစ်နေပြန်တော့၏အချိန်ကောင်းအပွင့်ကောင်းနှင့်ကြုံနေပြီဖြစ်သည်ဖြင့်တာရှည်ဆိုင်ကံမနေတော့ပဲ ိုင်လုံးနားသို့တိုးကဲ၍ပိုင်လုံးခိုင်မခိုင်လက်နှင့်ဆန်းကြည့်လိုက်မိပိုင်လုံးမှာတုတ်တုတ်မြမလှုပ်တော့လဲကျွန်တော်လက်ကိုချွဲကြည့်ကြည့်အရာများပေးကုန်တော့သည်ရေညှိသေးလားတို့မဟုတ်ပိုင်လုံးအပေါက်မှရှန်ကျနေသောအိမ်သာမှအညစ်အကြေးတွေလားတော့မသိပေသို့တော့ဤအရာများကိုတွေး၍အော်နှလုံးနာနေဖို့မလိုပေတကယ်တမ်းအားထားရမည်မှာအိမ်နောက်ဖေးသို့တွေ့တက်ရန်လေကားတပွဲအသုံးပြုရမည်သာဖြစ်ပေတော့သည်ပေးကြံနေသောလက်ကိုအုတ်နယံနှင့်တုတ်ပြီး ပစိုးကိုတိုတိုနဲ့မြဲမြဲပြန်စီလိုက်ရည်ပိုင်လုံးမှာချောနေသည်ဖြင့်ဖနက်ကိုချွတ်ရာလမ်းတွယ်လိုက်မိသည်နှင့်တပြိုင်တည်းပိုင်လုံးတွင်မှတဝီဝီနှင့်ကြလာသော ရေတံများကြောင့်လက်ကိုအသာလှုပ်ရင်းပြန်ဆင်းလိုက်ရည်ပိုင်လုံးအတွင်မှရေကြလာသည်ဖြင့်အပေါ်မှလူမအိတ်သေးဘူးဆိုသည့်သတိပေးတံနှင့်တူနေပြီတော့သည်ကဏကြသောအခါပိုင်လုံးကိုပြန်ဆန်းကြည့်သည်တွင်ရေကြတယ်မကြရတော့ပေကျွန်တော်ဒီပိုင်လုံးကိုဒုတိယကြိမ်ပြန်တက်သောအခါစောစောကလိုမဟုတ်ပဲလက်များမှာ တိတိတသာတုံလှုပ်နေမိတော့သည်ရင်ထဲနိုင်လဲဟာ၍တမျိုးတပုံဖြစ်လာမိကျွန်တော်ဒူးစစ်များမှာတဆက်ဆက်တုံခါလာသဖြင့်တတိအတော်ထားနေရပေသည် ကျွန်တော်၏အာတင်းထားသောစိတ်ကိုယ်သာချော့လိုက်မည်ဆိုပါမူဒူးစစ်များချောင်းပြီးလက်အံသေး၍ပြုတ်ကျသွားမည်ဟုထင်မိ၏ကြောကြည့်နေသောပိုင်လုံးကို ခွေးလိုဝက်လိုပြုတ်မကျသွားရဲ့ကုတ်ကက်ထားရသောကျွန်တော်ချီများလက်ဖျားများမှာ မတက်တာလှပင် အချောင်ဆွဲရမည့်ပစ္စည်းတစ်ခုကို အရလွယ်သလောက်ယခုလို တွဲတက်ရသောအခက်အခဲမျိုးမှာနာခပြန်ရင်မောတရားကောင်းလာ၏အသေးထိတ်ဖွယ်ရှိလာ၏အကယ်တိမူပိုင်လုံးတဝက်မှကျွန်တော်အာမြင်သွားသည်ရှိကမြင်မသောနေရာမှခုံချရမည့်အရေးမှာအယိုးပင်ကျိုးမီလားအကြမတော်၍အသက်ပင်ထွက်မီလားဟုပြောမရတော့ပေ။ကြောင်ကလေးပါကလေးများကိုလှုပ်ပြသောအခါ၌ဘာတန်ကြမှမပေါ်ပဲအကြတော်ကအသက်ချမ်းသာရပေုံမီ။ အကဲ၍လက်လွတ်စလွဲများရှိခဲ့ပါကအောက်မှခင်းထားသောကြောက်ပြားနှင့်ရင်သားမှာပြင်းထန်စွာရိုက်မိ၍နိုင်ရင်ပြင်ထက်၌ရင်းနှချမ်းပြင်းပြင်းကွဲတေရသောနှုတ်ဆော့သည့်လက်ကဲ့သို့အသေးဆုံးနှင့်တေရပွဲသာ ရှိပြတော်မူ။ပိုက်ကွာလိုင်းသို့ရောက်သောအခါအောက်နှင့်ဘေးကိုငဲ့ကြည့်ရင်ပွင့်နေသော ပရင်းတကားနားသို့တိုးကပ်လိုက်မိ။ပရင်းပေါင်ကိုလက်နှင့်စုပ်ကိုင်းပြီးအပြုတွင်အိမ်တွင်းမှဖျောက်ကနေဟုသောမိကလုတ်ဖွင့်တန်းကိုကြားလိုက်ရသည်ဖြင့်လက်ကိုအသာပြန်ယုတ်၍ နိုင်ရန်နှင့်ကပ်ပြီးပြုနေရ၏တကားနာကပ်မိသောအကမှမမျော်လင့်သောအပြစ်နှင့်ကြုံနေရသဖြင့်စိတ်ထဲမှာအတော်ဒေါသဖြစ်သွားမိ၏ပိုင်လုံးကိုကုတ်တွယ်ထားရသောလက်ချောင်းများမှနာကျင်လွန်း၍တစက်စက်တုံနေလျက်ပင်လေတဝီဝီတိုက်နေ၍အမိုင်နှံရေပုံနှံများမှနှာခေါင်းတွင်းသို့တိုးဝင်လာသဖြင့်ပြုတ်တက်လာတော့သည် လေသာတဝီဝီတိုက်နေတော့လေနဖူးနှင့်နှာပြား၌ကျွေးများပင်ဆုတ်လာ၍အိုက်ဆက်နေတော့သည် ခြေစလုံးနှင့်လက်မောင်းများ၌မညာမတာထိုးပေါက်သွေးဆုပ်နေသောချင်းကောင်းများမှာတီးနေတော်၏အိမ်တွင်းမှာအတန်ကြားသွားမီကြောက်သည်ဖြင့်စိတ်ရှိသလောက်လက်ဝါးနှင့်မရရဲပဲပါဇက်နှင့်လေမှုတ်ထုံမောင်းပြရ၏ဇွဲနှင့်ခဲနေသောချင်းကောင်းများမှာတုတ်တုတ်များမလုပ်ပဲငြိမ်၍အရသာယူနေကြ၏ဘာသာကြောများမှာပွဲတော်ကြီးနှင့်တွေ့သည့်အလားတအားခဲနေကြ၏ငတ်ပြတ်နေသောကဲပါများစတုဒိတာမန်းတက်ကြီးနှင့်တွေ့ရသည့်အလားတပြုံးပြုံးနှင့် ခွဲရှိုးလက်ရှိုးများနေကြသည်နှင့်တူ၏ကျွန်တော်အသွေးများသည် သူတို့အတွက် အရသာထူသောအာဟာရများမှတ်နေရောသလားမသိခြေစလုံးနှင့်လက်မောင်းကိုသွေးဆုပ်ယုံနှင့်မတင်းတိမ်နှိုင်းကြသည်ပဲနှာခေါင်းနှင့်နေရွက်ကြားသို့တဝီးဝီးနှင့်လေရင်ပြဲများပြန်နေသလိုဝိုင်းအောင်လာကြပြန်၏ဤခြေသွေးဆုပ်ကောင်းများမှာကျွန်တော်တကူလုံးဟိုနေရာကောင်းနှုန်းတို့ဒီနေရာကောင်းနှုန်းတို့နှင့်လိုက်လံဆန်းသက်နေကြပေါ်ရ၏နားရဲသို့ဝီးကနေတိုးဝင်လာသောခြေများအား ခေါင်းကိုစောင်း၍ပခုံးစိုးနှင့်ပုတ်သက်ပြစ်လိုက်ရ၏နှာခေါင်းတွင်သို့တိုးဝင်လာကြသောအခါတွင်မူရားကြီးကြီးဖြစ်လာသည်ဖြင့်နှာချေမိမိဆို၍နှာခေါင်းကိုရှုံပြီးမှုတ်ထုတ်ပြရပေ၏လက်နှစ်ဖက်သာလွတ်နေပါမူပုတ်ချေ၍စိညက်သောအောင်ဇီဝိန်ချုပ်ပြစ်လိုက်မိတာဖြစ်၏အိမ်တွင်မှအတန်မကြားတော့သည်ဖြင့်တော်ပေသည်သည်တစုံတယောက်သာထွက်လာပါက ပိုက်လုံးတွင် ကားရကြီးဖြစ်နေသောကျွန်တော်အားတွေ့သွားမိမှသိကြပေ၏သို့သော် ကြောက်ကြစဉ်းစားမိသလိုဘသူမှထွက်မလာသဖြင့်တော်ပေသေးသည်ဖျောက်ကနေမီးပြန်ပိတ်သွားတော့မှကျွန်တော်ရင်ထဲမှာပေါ်သွားပြီးအသက်ရှူမှန်လာရတော့သည်อืมတချီတော့ဟန်ကောင်းပါရဲ့ဟုအားခဲ့ရင်ဗရိဒကားပေါင်းကိုမြဲမြဲဆုပ်ပြီးအတွင်းသို့လွှားကနေခုံကျော်လိုက်ရ၏ကျွန်တော်လိုတွေတက်နေကြလင်းနေသောတကိုးတယောက်နေဖြင့်ဒလောက်အပေါက်ကိုတော့အသာပင်ဝင်လို့ရနေတော့၏တခါတလေတွင်သေးငယ်သောအပေါက်များဆိုပါကခေါင်းကို အသာဆောင်ခဲ့ပြီးတိုးဝင်လိုက်ုံနဲ့ ပိုခန္ဓာပါရှော့ကနဲ့အသာလေးဝင်သွားတယ်ပြီကျွန်တော်ကိုခန္ဓာမှာသေးပိန်တဲ့ဖြင့်တွေတက်ရခြင်း ခုန်ချရခြင်းနဲ့အပေါက်သေးများကိုကတိကသက်တိုးဝဲဝင်ရသောအခါများနဲ့ကျုံကအလွန်ပေါ်ပါပြက်လက်နေပြီးတော့ဒီဘိုက်ဘူးနန်ကကျွဲပေါက်ကြီးမကကြီးမားသောခန္ဓာကိုယ်နှင့်သာဆိုပါကအခက်ကြုံ၍အသက်ပင် လုံတန်းကောင်းပြီမဟုတ်တော့ပေပိန်သေးနေသောခန္ဓာကိုယ်ဖြစ်နေသည်ဖြင့်ယခုလိုပြားကွက်မျိုးဆိုလင်းထောင်သောမကဘူပင် လွှားကြော်နိုင်စွမ်းအားရှိနေဒီအခြေအတိုင်းတော်ဟန်ဤဖပြန်လေးလိုခုံ၍တောက်တဲ့တွေ့ထားနိုင်သောအရေးအချက်မှာအခွင့်အရေးကောင်းကြီးတစ်ခုကိုပိုက်မိထားသလိုဟန်နေကျွန်တော်ဒီနောက်ဖေးမိဖို့ကန်းတွင်သို့ရောက်သောအခါတွင်အတော်တုံ့လုံမောပန်းနေမိနှလုံးသားများပင် ပြုတ်ကြကမန်းရင်ထဲ၌တိတ်တိတ်ခုန်နေအသက်ရှူမဝနိုင်အောင်ရင်၌ကြက်၍စုတ်တက်လာတော့၏ဝါရည်နေသောကျွန်တော်တို့တစ်ခုတည်းရောက်စိတ်သက်တော့ ယခုလိုဖောက်ပြန်နေပါလျင်လူဘိတ်တယောက်ဖြစ်သောဝါနုသေးသည်တက်တစ္ဆတကိုလက်တိတယောက်သာဆိုပါကသေတပြဲမြက်ပါ၍ကြောက်ချီးပါနေမိသာတေချာလှပါ၏ကျွန်တော်သည်ဆရာရင်းဖြစ်သောခွေးညိုထံတွင်လက်တင်ဘဝနှင့်ပထမဦးဆုံးအိမ်တက်သောအခါ၌သေတဆက်ဆက်ပါ၍ပြန်ဆင်းပြေးခဲ့ရဘူးလေသည်ဤလိုမောင်မိုက်သောအခါ၌ကျွန်တော်မျက်လုံးများမှာတောကြောင်ကြီးတကောင်၏စူးချတောက်ပသော မျက်လုံးများကဲ့သို့ရှိနေ၏ကျွန်တော်နားနှစ်ဖက်ကိုလည်းမြင်းများလားများကဲ့သို့ အရက်လေးမျက်နှာမှကြားကြသမျှအတန်များကို နားစွန့်ထားနေ၏။ဤအခါမျိုး၌တတိသာလွတ်၍အင်းစလိုပြုမိပါကဇဘိုးနှင့်နပန်းတက်၍ပလိသား၏ဖနောက်သာသာဖြစ်ပေရော့မီကို ကျွန်တော်သိထားမိ။ဒုံငယ်သော၃နှစ်ကပင်မျက်စိမလင်မှုကြောင့်ပလိမင်းကြီးအိမ်မိဘဆောင်တွင်ထမင်းအိုးကိုတိုက်မိသည်ဖြင့်ဝုံတိုင်းဟူသောအတန်များနှင့်ဖြောင်းကနေခွက်ကနေအတန်များကြား၌တတိလစ်ပြီးပလိသား၏ ဖနောက်တရားကြဘိုးစာကသင်ခန်းစာပေးလိုက်ပြီမဟုတ်ပါလောခုတော့ကျွန်တော်ဒီပို၍ပါပို၍လှင်နေသောတကိုးပညာအထည်နှင့်ဇာမိုးဝဲအောင်တကိုးတယောက်ဖြစ်နေကြပြီမဟုတ်ပါလောကျွန်တော်ဆရာသမားများဖြစ်သောခွေးညိုနှင့်ထွန်းသာတို့၏လက်သုံးစကားဖြစ်သောကြီးမားကျယ်ပြန့်သည့်မဟာပညာကိုကောင်းစွာမှတ်မိနေတော်၏ဖိတ်ကောင်တွင်တကိုးတယောက်ဆိုတာအဖမ်းခံရပြီးမှပညာစုံတာကထုတ်ကဲ့သို့သောစကားကိုကျွန်တော်တသက်မမေ့တော့ပေမမေ့အပ်သောဩဝါဒမှုမေ့လျင် အကွေနိုင်ပလိသားနဲ့တွေ့မိတာဖြစ်အဖမ်းခံရပြီးတိုင်းငါပညာစုံပြီးလို့မထင်ဘူးကွာတတိတမန်ညံမြေကရုတ်ဆိုသလိုတတိဝရိယနဲ့အခါအခွင့်ကလည်းလိုသေးတယ်တောကဲ့သို့သောဆရာခွေးညိုကြီးစကားကိုပုံမမှတ်မိနေသည်ကျွန်တော်တို့သကိုးပညာသင်ရသည်မှာပင်မမှုမရှိပေပလိသားမိသွားသောသကိုးများအားကြည်ရဘယ်လိုလုံးလို့မိတာဘာကြောင့်မိတာဟုသောမိရင်းစွဲအကြောင်းချက်ကိုမှတ်သား၍စာတက်ရခြင်းဖြစ်၏ ကျင်းမအမိခံတကိုးများကိုကြည်၍တဆင့်တဆင့်မှတ်သားပြီးစားတက်ရပေ၏ကြီးမားစွာရှောင်းကျင်ရန်အချက်ကြီးသုံးချက်လည်းရှိသေးသည်ခိုးဝှက်ရန်ပြုလုပ်မိအချိန်တွင်အရက်ကိုလွန်ကျူးအောင်မတော့ရရင်ရွေစင်းတူတော်များကိုမယူရခြင်းနှင့်အိမ်တွင်း၌တွေ့သောမိမသားများအားမစော်ကားရခြင်းများဖြစ်လေသည်ကြီးမားပါပေကျေးဇူးရှိသကိုးကြီးများ၏ပညာရည်များမှကျွန်တော်တို့နောင်လာနောင်သားများအဖို့အဖို့မဖြစ်နိုင်အောင်မှန်ကန်လိုက်နာအပ်ပါပေသည် ျွန်တော်ဒီအချင်းချင်းချင်းဆိုင်းမနေတော့ပဲအခန်းချင်းလေးတစ်ခုတည်းသို့ပြစ်ကက်လိုက်တော့အခါတွင်အဝေးမှနာယီခောက်တန်းဒီတောင်ကနေထွက်ပေါ်လာတော့ဤကျွန်တော်ဖို့၎င်းနာယီခောက်တန်းမှာဟေ့ကောင်တနာယီထိုးပြီးကွာဟုတတိပေးတန်နဲ့တူနေပေ၏ကျွန်တော်ကက်ဝင်လိုက်တော့အခန်းချင်းလေးမှာရေများနှင့်ဆိုရွှဲချောကြည့်နေသောရေချိုးကန်းဖြစ်မိဟုထင်လိုက်ရ၏လက်နှင့်စမ်းကြည့်သောအခါတွင်ရေပြစ်နေသောတိုင်ကြီးတွင်မှရေကိုအမောပြေငုတ်တော့ပြီးအခန်းတွင်မှအသာလှမ်းထွက်လာသောအခါတွင် ကျွန်တော်နားကိုမယုံနိုင်တော့အောင်ဖြစ်သွားမိတော့သည် ကျွန်တော်မျက်လုံးများမှာပုံမလှုပ်ရှားပြီးပြူးကျဲသွားမိတော့သည် အတွင်းအိတ်ခန်းထဲမှာစကားပြောတဲ့တက်တဲ့ကိုကြားနေရ၏ကျွန်တော်သည်အခန်း၏အခြေအနေကိုတစ်ချက်အကဲခတ်ပြီးဈေးဖြူတုတ်ထားသောနိုင်ရနာသို့ဖြက်ကနေတိုးကပ်၍နားစွန့်ထားလိုက်မိစူးရှထက်မြက်နေသော ကျွန်တော်မျက်စိများမှာနိုင်ရန်ဖြူကြီးမှအပဘာကူမှတဲခွဲစွာမမြင်ရတော့ပေအခန်းမှာပေအစိတ်ဖြစ်၍ ကျင်းပြီးမောင်းလိုက်။အိုကွယ်ကဲလာပြီ။မိမသာခန့်ညွတ်ညွတ်သည် အခန်းထဲမှတိုးတိုးလေးလိတ်ထွက်လာ၏။ချစ်လို့ဟာပဲကွာတလောက်လေးများတော့အတန်အောသောယောက်ျားတန်သည်အခန်းပြင်သို့ခက်ကြဲကြဲထွက်ပေါ်လာပြန်၏။ကျွန်တော်စိတ်ထဲ၌အခန်းထဲမှလင်မယားနှစ်ယောက်မအိပ်သေးပဲချစ်တလင်းပေါ်၌ချစ်ပြူဟာခင်းနေကြသည်ကိုထင်လိုက်မိသည်ဖြင့်နိုင်ရန်နှင့်နားကိုအသာပိတ်ကပ်ပြီးနားဆွရိတ်အခြေအနေကိုအကဲခတ်နားထောင်နေရတော်၏။အရေးတဲ့၌ ခြေပမိုးပေါ်သို့ကြွမွားလေးတစ်ကောင်တက်လာပြီးရွာစစ်စစ်လုံနေသဖြင့်ချက်သီးတစ်ဖြန်းဖြန်းထထသွားမိ။ကျွန်တော်တို့ဝိုင်းရင်တကိုးတယောက်ပေမယ့်ဇင်းပြောင်ကြီးပြွက်ညီကိုကြောက်တယ်လို့ကြွမွားကိုအလွန်ကြောက်စိတ်ကြီးလာပေသည်။ခြေတော့ကိုအသာဆက်ထုတ်လိုက်မှခြေပမိုးပေါ်မှကြွမှာလွင့်စင်ပြီးတန်ဘုံတစ်ခုနှင့်ရိုက်မိသည်ဖြင့်ဒိုင်းကနေမြည်သွားတဲ့နေအတူကျွန်တော်ရင်ဝါ၌ဒိတ်ကနေခုံသွားမိ။ဘာတမ်းပါလဲ။ယောက်ျားတန်ကိုကြိုက်ရည်ကြွတည်နေတူပါရဲ့။ကြွတိတ်ပေါ်တာပဲထောင်ချောက်ဝယ်ဦးမှာ။ မိမကြီးပြန်ပြောတဲ့အနေအထူးအခန်းတွင်းမှာလူလုံလှုပ်ရှားတမ်းများထွက်ပေါ်လာတော့ဤကျွန်တော်စိတ်ထဲ၌လှုပ်ရှားသွားမိစင်းပင်ပြေးရကောင်းတို့တို့ငိန်နေရကောင်းတို့တို့နဲ့လန့်ပြတ်နေမိ။အိုးမထူးဘူးရောက်မှတော့ဘာရဲရဆွဲမှာပဲဟုစိတ်ကိုတင်းရင်ငိန်နေရပြန်ဤကျွန်တော်လိုတခုများမှာအိမ်တိမ်တက်ပြီးဘာပစ္စည်းမှမရပဲလက်လွတ်ပြန်ဆင်းရတော့တုံ့နှံမရှိပေ။အကယ်၍ပစ္စည်းမပါပဲပြန်ဆင်းလာမိပါကတခိုးစစ်စစ်တရားမဟုတ်တော့ပေ။ စည်းပြက်သည်ဟုအယူရှိထားကြ၏အဖြစ်အသိဆုံးအဖြစ်ဖနှက်စုပ်ကလေးကအစယူလိုက်ရ၏ဒါကိုအစုပ်စုပ်အနေဆုံးတစ်ခုဟုထင်နိုင်ပြောနိုင်တော်လဲစည်းကမ်းကိုလေးစားရသည်တကယ်ချစ်တာမှဟုတ်ရဲ့လားမောင်ရဲ့အိုးတကယ်မချစ်ရင်ဒါတော့ရံများတဲ့ကြားတွေကလာပါမလားဒီလိုဆိုယုံရမယ်ပေါ့ယုံပေါ့အချစ်ကလည်းယုံနိုင်ပေါ့ကဲမယုံရင်စကားတမ်းပြတ်သွားတော့အခါတကိကိရည်တမ်းများလှုပ်ရှားတမ်းများနေတူ ချက်ကနေမီးဖွင့်တန်းကိုကြားရ၏အခန်းတွင်မှပြာလက်မှုံွားသောမီးရောင်လေးသည်နိုင်ရင်ကြားမှထိုးထွက်လာတော့သည်ကျွန်တော်ယင်ထဲမှကြောက်စိတ်တို့လုံးဝမရှိတော့ပဲကြားခြင်းတွေ့ခြင်းစိတ်များတဖွာဖွာပေါ်လာတော့၏သွေးကြောများမှပုံမလှုပ်ရှားလာတော့၏ကျွန်တော်ဒီအပေါက်ကိုကပ်၍အတွင်းသို့ချောင်းကြည့်လိုက်သောအခါတွင်ကျွန်တော်မျက်လုံးများမှဝိုင်းကျယ်သွားမိ၏ပိုးသားအဖြူမွေ့ရပေါ်၌အဝိမရှိပဲဗလာချင်းနေသောယောက်ျားနှင့်မိန်းမနှစ်ယောက်သည်တယောက်ကိုတယောက်ပွေ့ဖက်၍ နှခမ်းချင်းအငမ်းမရစုံနှန်းနေကြ၏မိယောင်ပြလက်လက်အောင်၌သူတို့မျက်လုံးများသည်မှိန်၍နေကြ၏တလောကလုံးကိုမေ့လျော့နေပုံရ၏သူကဲ့သို့အတွေ့အထူး၏အထုအထိတ်၌သူတို့နှစ်ယောက်သည်မျက်နှချင်းစုံနေကြပုံရ၏မိမမှာအသားညူ၍အစစ်ပေါက်ပြေးပြီးနှာရန်ပေါ်၍မျက်ကုံးထူပြီးကလမလေးလိုလှ၏နှခမ်းချင်းခွာလိုက်သောအခါသူတို့မျက်လုံးများမှာအယောင်တဝင်းဝင်းတောက်နေကြ၏မျက်လုံးချင်းစုံကြည့်နေသောယောက်ျားသည် ခက်ရဲရဲပြုံးနေသလောက်မိမမှာမောပန်းနွမ်းနဲ့နေပုံရည်မျက်စိကိုဆင်းထား၍အသက်မှန်မှန်ရှူနေသဖြင့်ထွားသောရင်သားမမှာမို့ပေါက်လှုပ်ရှားနေ၏ယောက်ျားလုံးသူမှာအသားဖြူ၍တွေ့တော်လဲမိမချောချော၏ကျွန်တော်ဒီကြည့်နေရင်စဉ်းစားလိုက်မိစောစောကပြောသောစကားတမ်းများကိုချင်းချင်းအပြင်လင်မယားတော့မဖြစ်နိုင်ပေသို့တော့ကြီးစားလောကျွန်တော်ဒီဘာမှမစဉ်းစားတတ်တော့ပေအမှန်တော့ဒီကိစ္စမှာကျွန်တော်ဤလူရင်းမဟုတ်ပေ ကျွန်တော်လိုဒီမှာငွေတို့မဟုတ်အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပြီးကျွန်တော်ဘေဘီကိုစမ်းကြည့်တော့အခါဘာပစ္စည်းမှမစမ်းမိသဖြင့်အုံနောက်ခြောက်သွားမိရလေသည်ကျွန်တော်ဒီနိုင်ရမှကွာပြီးအိမ်ရှိအေကန်းဘတ်သို့ခြေဖို့လျှောက်သွားသောအခါတွင်တပွဲဝိုင်းပေါ်၌ငွေစစ်ကရက်ဘူးနှင့် Sony Radio တစ်လုံးသာတွေ့ရ၏ရေဒီယိုမှာမန်ဘီရိုအရှိလေးနှင့်ထဲထား၏မန်တကားကိုဖွင့်ကြည့်သောအခါဖွင့်မရပဲကြက်နေ၏လက်နှင့်စမ်းကြည့်မှာတော့ခတ်ထားမှသိရ၏ ပန်ကုန်းပေါ်သို့လက်နှင့်ရှောက်ဆန်းကြည့်သောအခါအေးဆက်မာကျောသောအရာတစ်ခုကိုစမ်းမိပြန်၏တေးတေးကြာကြာကာ၍ပုတ်ကြည့်မှမိမဘက်နာယီအသေးလေးဖြစ်နေတော့၏ကျွန်တော်ဒီအားရပါရနဲ့နာယီကိုဂျက်ကင်အိတ်ကတ်ထဲသို့ထည့်ပြီးတဝဲပေါ်မှ secret များကိုထုတ်၍ဂျက်ကင်အိတ်ထဲသို့ထည့်ရပြန်၏အိမ်ရှိနာယူစရာဘာမှမရှိသဖြင့်အခန်းနိုင်ရနားသို့ပြန်ကပ်ပြီး အတွင်းသို့ပြန်ကြည့်လိုက်တော့ကမြောက်စလုံးကရင်ပေါ်တွင်အိမ်ကြီးများဝှက်နေကြသည်ကိုတွေ့ရ၏ပြန်တော့တော့မောင်ဟိုဟာကြီးလာတော့မယ် မိမသည်ယောက်ျား၏ပကုံးနှစ်ဖက်ကိုလှုပ်ကိုင်း၍နှစ်ဖူးပြင်အားနမ်းရင်းပြောလိုက်၏ယောက်ျားလှုပ်သူကခေါင်းကိုညှိ့၍ပြုံးပြလိုက်၏နောက်ကရင်ပေါ်မှဆင်း၍တယောက်ကိုတယောက်နှုတ်ခွန်းဆက်နမ်းနေကြပြန်၏ကျွန်တော်သည်အခန်းတွင်းမှရုပ်ရှင်အားဆက်မကြည့်တော့ပဲမီးပူဆောင်ဘက်သို့ပြန်လှည့်ထွက်လာမိ၏ကျွန်တော်မီးပူဆောင်သို့ရောက်သောအခါအတွင်းမှတကားကြက်ဖွင့်သံပြင်းပြင်းကိုကြားရသည်ဖြင့်ပဒင်းကိုလင်းမြန်စွာလှမ်းကြော်ရင်းပိုက်လုံးမှရှော့ချ၍အမြန်ဆင်းရတော့၏ ကျွန်တော်လက်များကိုပိုက်လုံးမှချွဲကြည့်ကြည့်အရာများပေကုန်သဖြင့်အနီးမှာစက်ကူစုံတစ်ခုနှင့်ကောက်တုပ်ရသည်ဖနက်ကိုစီး၍ပစိုးကိုကပုံကြကြပြန်တင်ဝစ်ပြီးအိတ်ထဲမှပြီးနှင့်ဖွာချနေသောသပင်များကိုပြန်ပြီး၍လမ်းထိပ်ဘက်သို့ပြန်ထွက်လာရ၏ကျွန်တော်ရင်ထဲမှစောစောကားလောက်မလှုပ်ရှားပဲအတော်ငြိမ်သက်နေ၏ကျွန်တော်အိတ်ထဲမှငွေနှစ်မြသောအဖိုးတန်ပစ္စည်းကြောင့်လားတော့မသိပေထို့အတွက်ကြောင့်လို့ဆိုလိုလင်းလဲဆိုလိုနိုင်မည်သည် ။ငွေဆိုဒီမှာနှလုံးငိမ့်သောတဲကြီးကြိုက်စေးတပားပဲမဟုတ်တုံလော။ကျွန်တော်ဒီလမ်းထိပ်နားသို့ရောက်ကာနေသောအခါကားတန်ကိုကြားသဖြင့်ပေါင်နေသောအတွဲပတ်နိုင်ရန်ဘေးနားသို့ပြန်ကပ်နေရပြန်၏။လာတော့အခါကဇူညံစွာထွက်ပေါ်နေသောမားကြောက်ဝိုင်းမှအန်စာမွေတန်စကားပြောပြများသည့်တိတ်ဆိတ်နေ၏။ဝိုင်းပြီးသွားပြီနဲ့တူ၏အဝေးမှနိုင်ခေါက်တဲ့တစ်ချက်ကိုကြိုက်ရမှအချိန်မှသကောင်းကြောပြီးကိုတိရတော့၏ ကားတန်ဝေးသွားတော့မှအမောင်ထဲမှထွက်လာရည်အိမ်ပေါ်မှယူလာခဲ့သောစီဂရက်ကိုဟမ်ဘာဘာပစောင်းတွင်ခဲ၍မီးညှိဖွာရင်းလမ်းထဲသို့ဖြည်းဖြည်းပင်ဝင်လာ၏ကျွန်တော်လမ်းထဲသို့ပြန်ဝင်လာသည်မှာအကြောင်းရှိ၏ကျွန်တော်တက်သောအိမ်ကိုတစည်းတစောင်းကြည့်ရန်ပေဖြစ်၏ကျွန်တော်အချင်းမှာတက်ပြီးသောအိမ်များကို ပြန်၍အကဲခတ်လိရှိ၏သို့မှသာမနှက်ပြန်အတွက်အနေရကြောင်းဝင်ပြီးနှုတ်မဟုတ်ပါကအမှုတစ်ခုခုရှိလျင်ပလိသားကကျွန်တော်လိုတကူးစင်းရင်ဝင်များအား ခေါ်၍စစ်စေးတတ်၏ထိုအခါရှောင်းနေနေလည်းမဖြစ်တော့မူပြက်နေပါကလည်းပလိသား၏ကြွလိုက်သောဖက်နှက်ကိုမြင်တာနှင့်ကြောက်၍စကားအမှားမှားအယွင်ယွင်းနှင့်ပေါ်တက်သည်လည်းရှိသောကြောင့်ဖြစ်ပေသည်လိုင်းတဝက်ခန့်သို့ရောက်သောအခါကားဘေးမှရပ်နေသောသူသည် ကားဘေးမှထိုင်နေသောသူအားလက်ဆွဲနှုတ်ဆက်၍ good night ဟုပြောလိုက်၏စစ်ကရက်မီးခိုးကိုမှုတ်ထုတ်ရင်းကတစီတစောင်းကြိလိုက်သည်တွင်ကားမှဝူကနေဆောင်ထွက်သွားတော်၏ကားပေါ်မှဆင်းလာသူမှာ လေကားတစ်ခုပေါ်သို့ပြင်းညင်းစွာတက်သွား၏သူကြည်လမ်းမှာနှေးပြီးရိုင်းနေသဖြင့်အယက်မူလာဟန်ရှိ၏ကျွန်တော်သည် ထိုလူတက်သွားသောလေကားတက်တဲ့သို့ရောက်သောအခါတွင်အပေါ်မှမိမတယောက်သည်ထိုလူနှင့်မျက်နှာချင်းဆိုင်ဆင်းလာနေသည်ကိုတွေ့ရ၏လေကားမှာမီးလင်းနေသဖြင့်ထိုဆင်းလာသောမိမကိုကောင်းစွာမှတ်မိလိုက်၏ကျွန်တော်တက်သောအိမ်ကမှချစ်ပြူဟာကျင်းနေသောမိမဖြစ်၏ကျွန်တော်သည်လမ်းမမှရက်ကြည့်နေမိဒိုနေသော secret ကို ခြေနှင့်နင်းချပြီးနောက် အိမ်ထဲမှာစီဂရက်ကိုထုတ်၍မီးရက်ညှိဟန်ဆောင်၍ကြည်နေမိ၏သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်စကားမပြောဘဲအတန်ကြာရက်ကြည်နေကြ၏မိမမှာမျက်နှာထားခက်တင်တင်နဲ့ခါထောက်ကြည့်နေ၏သူမမျက်နှာမှာမာကြောခက်တန်နေပုံရသလောက် အောက်ကတက်သွားသောသူမှာလေကားလက်ရန်ကိုကင်၍မလုံးမရှာရက်နေ၏ဟွန်းအလေလိုက်လို့ဝါမှာအိမ်ပြန်လာတယ်ဘယ်မယင်ငယ်လေးနဲ့ပလူးပြီးတော့ပြန်လာတာလဲမိမသည်ခါကိုထောက်၍ နှကမ်းမရှာသွက်နဲ့ရန်စွဲတငုံကောလုံနေရင်နောက်ကြလုံသူမှာဘာမှမကြားကျင်တော့သည့်အလားခေါင်းကိုတရမ်းရမ်းလှုပ်၍သာနေ၏ကျွန်တော်သည်ထိုမိမပြောသောစကားကိုရန်စကားဟုမတင်မိပဲကဘာကျော်လူပြည့်ကြီးတယောက်၏ပြက်လုံးတစ်ခုကိုအာပတယဟားတိုက်၍ရည်မိသလိုဤချလိုက်ကျင်တော်၏ကျွန်တော်အမြင်အဖြစ်ထိုမိမသည်သာအခန်းတွင်၌လင်းငယ်နှင့်ပလူ၍နေသည်ကိုသိတော်လဲထိုယောက်ျား၏အကြောင်းကိုဘာမှမသိပေအကယ်၍ကျွန်တော်သိသလိုကျွန်တော်မြင်သလိုသာ ထိုယောက်ျားမြင်မိပါကဒါနှစ်မင်းကုန်မလားဒုံးနှစ်မင်းရိုက်မိလားတော့မသိဘူးကျွန်တော်သာဆိုပါမူထိုမိမအားတသက်လုံးမှတ်လောက်အောင်စုံးမပြလိုက်ချင်ပါ၏ကြည်စမ်းမအောင်ခွေးမတောက်တဲ့အရေတွေလည်းတောက်လာသေးတယ်လူကောင်းပြန်တဲ့အချိန်လည်းပြန်မလာဘူးထိုမိမသည်နှာခေါင်းကိုရှုပ်၍ရန်တွေ့နေပြန်၏ကျွန်တော်သည်ထိုမိမ၏ရန်တွေ့ပုံကိုကြည့်လို့ပင်ကောင်းနေပြီတော်သည်ထိုယောက်ျားသည်ခုမှပင်ခေါင်းကိုထောင်လိုက်၍အပေါ်လှေကလေးသို့တက်လှမ်းပြီး ဘေးကြီးရှင်ရက်လိုက်၏ဝှက်ထားသောတိုက်ပုံအနက်ကိုချွတ်၍ပကုံးပေါ်သို့တင်ပြီးခါထောက်လိုက်၏သူမျက်နာမှာတကုတ်ကုတ်ပြောမိဟန်နှင့်တင်းမှခက်တန်နေ၏အမေမင်းဟာခွေးမတောက်တဲ့အရေးလေးပါလိမ့်နဲ့ဟေ့ဒီပါအရက်ဆိုတာ လူကြီးလူကောင်းမှီဝဲတဲ့ဇေဝါကွာသိလားဘာရှင် လူကြီးလူကောင်းမှီဝဲတဲ့ဇေဝါဟုတ်လားအဲ့ဒီလူကြီးလူကောင်းတွေက ခွေးတွေလောက်တော့အသိဉာဏ်မရှိလို့ပေါ်ဟင်ခွေးကိုချတိုက်ကြည့်ပါလားတောက်မလားလို့ သူတို့နှစ်ယောက်ဒီစကားကိုအော်ဂျေဟိဂျေအချီချပြောနေကြ၏ကျွန်တော်အထင်အားဖြင့်ကြာလင်ထားချတော့မည်ဟုထင်မိတော့လေယောက်ျားသည်စောစောကားလောက်မျက်နှာထားတင်းမာခြင်းမရှိတော့ပဲဤကျဲကျဲလုံးနေ၏သူမျက်နှာမှာမိမအားလေးချိုးတွေး၍ချော့မော့တော့မည်နှင့်တူနေ၏တော်ပါတော့ကွာအိတ်ချင်လာပြီမင်းစကားကိုမနှက်မှဆက်ပြောလိုက်ရပါတယ်ထိုယောက်ျားကတောင်းပန်တဲ့နဲ့ခတ်တိုးတိုးပြန်ပြောရင်ကောင်းကိုတွင်တွင်ကုန်နေ၏ကျွန်တော်ဒီသူတို့အားကြည့်ရင်ဘေဘီကိုပါအကဲခတ်ရသည်၏ အိမ်များမှာအာလုံးတိတ်ဆိတ်ငြိမ်သက်နေ၏လမ်းမကြီးမှာကားသံများကိုပင်မကြိုက်ရတော့ပေကောင်းကင်၌ကျင်များသည်ပိုမိုတောက်ပနေသည်ဟုထင်ရ၏အအေးတက်သည်ညာဦးပိုင်းထက်ပြင်းပြလာ၏လေကားမှဘာသံမှထွက်မလာသည်ဖြင့်ညသည်အသက်ပြန်ဝင်သွားသည်နှင့်တူ၏စောစောကလေကားမှစူညံစွာစကားပြောတတ်များသည်ညာ၏မကောင်းဆိုးရွားညင်းညူတတ်နှင့်တူနေပေ၏ခုတော့မကောင်းဆိုးရွားသည်အိမ်မောကြကြပြီကော မတော်နိုင်ဘူးမတော်နိုင်ဘူးအိမ်မှာဘာတွေဖြစ်ကုန်ပြီလဲဆိုတာရှင်းမှမသိပဲမိမ၏စကားနံကိုထက်ကြရသဖြင့်ကြည်လိုက်တော့အခါတွင်ယောက်ျားမှလေကားတကားဝနာမှပြန်လှည့်ကြည့်နေသည်ကိုတွေ့ရ၏သူမျက်လုံးများမှာပြူးကျင်နေ၏လက်မှကင်ထားသောအင်ကြီးအားအိတ်တွင်းသို့ပြစ်တင်ရင်းပြန်ဆင်းလာပြန်၏ဟေးဘာတွေဖြစ်ကုန်လို့လဲသူယောက်ျားသည်အံ့အားတသင့်ပြပြတလဲနှင့်လှမ်းမိလိုက်၏ဇိုးရင်ကြောင်းကြမှု အရေးအယောင်များနှင့်မိမအားတည်တည်ချာချာစိုက်ကြည့်နေ၏ အရံမျိုးပြေနေပုံရသည်ဖြင့်တတိလျာမှာကြောင်ကရန်ထလာသောလူဤမျက်နာနှင့်တူနေပြီတော့ဤ။ဘာဖြစ်ရပါမလဲတော့အိယာကထတော့ကျုပ်နာယီကြည့်မယ်လို့တော့နာယီမရှိတော့ဘူး။တကူများခိုးသွားသလားမသိဘူး။မိမကမျက်နှာထခတ်တီတီနဲ့နာယီအကြောင်းပြောသည်ဖြင့်ကျွန်တော်ရင်ထဲတွင်ထိတ်ကနေဖြစ်သွားမိတော့သည်။သူတို့ရံပွဲမျှဦးသည်ကျွန်တော်ဘက်သို့လှည့်လာပါပြီခေါ။ကျွန်တော်စိတ်ထဲ၌စိုးရိမ်ကြောက်ရွံ့၍လာတော့ဤ။ ခยีဝဲမှပြေးလာသည်ဖြင့်မောဟိုက်နေသောအပြေးသမားကဲ့သို့ရေထဲ၌မောပန်းလာမိတော်သည်ဂရင်းထဲမှအာစည်းများကပ်၍လယ်ချောင်းထဲမှခြောက်သွေ့လာတော်၏ဟိုဒီနိုင်အစုပ်ကြီးများကွာအရေးထားလို့ခဏခဏပြတ်နေတာပဲပါရင်ပါသွားပါစီပြင်ကတော့တက်တာလေးတဲ့ထိုးယောက်ကြားစကားကြောင့်အမောပြေရေးအေးကိုခြိုက်ချလိုက်ရသလိုရင်ထဲ၌အေးသွားမိတော်သည်တော်ပါပေသေးသည်သို့တော်ထိုးသူပြောစကားအရာဆိုပါမူခြာတူးလန်နိုင်ခိုးမိကြည်ပြီမဟုတ်ပါလော လှေ၍ပါနေသောကျွန်တော်သည်နှက်ပစ်ခံရပါပကောကျွန်တော်သည်나이ကိုတုတ်ကြည့်လိုက်သောအခါတနာ희ပင်မထိုးသေးပေဘယ်ညာခါရမ်း၍နားထောင်လိုက်သောအခါဆက်တန်ကိုလုံးဝမကြားရပေကျွန်တော်အဖြစ်မှာရည်စရာလဲကောင်း၏ချက်ဖွဲရာလဲကောင်း၏တေလိုက်ပါတော့ဟာဟုကိုကိုကိုချိန်ဆဲလိုက်မိတော်သည်တို့သူမှာ나이အကိုးခံရသဖြင့်အရင်မထဟန်နေရည်မောနေ၏မိမအာပွေ့ပိုက်၍နန်းနေ၏အကယ်တည်းသူပွေ့ပိုက်၍ နှစ်လို့စွာနန်းနေသောချစ်ဖွဲ့စနီးအချစ်အားစောစောကလူလာ၍ခိုးယူနေသည်ကို တွေ့ပါက ခုလိုရီမောစာနှင့်သစ်သိမ့်၍နန်းနေမည်မဟုတ်ပေဒုတိယဒါတလက်နှင့်ဝယုံသုံးကလက်ယုံအားပြလိုက်မိသာဖြစ်ကျွန်တော်သည်ခက်ခဲစွာနှင့်ထိုမိမ၏နာယီပြက်အားခိုးယူမိကျွန်တော်နှင့်တစ်ချိန်တည်းပင်ပျော်ရွှင်ချမ်းမွေ့ဝဲကောင်းသောထိုမိမ၏အချစ်အားအေးဆေးစွာနှင့်ခိုးယူသွား၏ ထိုယောက်ျားသည်တစ်ချိန်တည်း၌တခိုးနှစ်ယောက်ခိုးယူနေသည်ကိုခံလိုက်ရတော့လေနှစ်လိုစွာသောပစ္စည်းဆုံးမသွားသည်ကိုယူရေးမြတိပုံမပေါ်ပေသူတို့နှစ်ယောက်သည်တသိမ့်သိမ့်ရီမော၍အခန်းထဲသို့ဝင်သွားပြီးတကားကိုဂျိုင်းကနေဆွဲပစ်လိုက်၏နေအေးသည်တဝီဝီနှင့်ကျွန်တော်အာဝင်ရောက်ပုတ်တက်သွား၏ချက်ပွဲသောချမ်းစိတ်မှုလေးများသည်လေအေးနှင့်အတူကြက်သီးဖျန်းကနေထသွားတော်၏အဝေးမှနာယီခောက်တန်သည်သုံးချက်ဆင့်ထွက်ပေါ်လာ၏ကျွန်တော်လက်ထဲမှနာယီသည် ခုတိုင်တနာရီမထိုးသေးပေကျွန်တော်ဒီလေးကံဖင့်နွဲစာနဲ့နန်းထိပ်ဘက်သို့လျှောက်လာမိထိုညအတွက်တော်မူစက်လိတ်မတောက်ရသည်နှင့်ခြေအကိုက်ခံရသည်သာ အဖက်တင်တော့သည်တကားမောင်တင်ရွှေ